ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့စိတ်ချချောက်ပွဲပရာလောကနေပဲဆိုတဲ့ audio book youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့စာရေးဆရာ M9 Oasis ရေးသားထားတဲ့ဘာမုံစိန်နဲ့ဒေါ်သားပေခွာမြောင်းလိမ့်မှာဘာမုံစိန်နဲ့ကိုပြုတိကံကိုထံပြန်ဆိုတဲ့ပရာလောကဝိထုတူလေးနဲ့ပုံကိုကျမတို့ကပေါင်းဆက်ပြီးတော့တင်ဆက်ပြီးတော့မှာဖြစ်ပါရှင်အစီအစဉ်စတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ရသင် subscribe လုပ်သွားပြီးပြီးတော့ ဘီနာကနူတီဘဲလေးကိုလည်းနှိပ်သွားပေးဖို့အတွက်မြစ်တာရဲ့ခံလိုပါတယ်။ဒါဆိုရင်တော့အဆီဇင်လေးကိုစလိုက်ကြရအောင်လားရှင်။ကောင်းရွာအဝင်လန်းတလျှောက်မုတ်စိမ်မွေးသပင်မွေးများဖွေးဖွေးဖြူလျက်ရှိနေတဲ့လူကြီးတယောက်ထူလဲထူတယ်မြူလဲမြူတယ်တို့ကိုကြီးကျော်အရသမားမှန်ရင်လဲရှင်းသွိုင်းသာတောက်လိုက်ခြင်းနဲ့ ကိုကြီးကျော်တချင်းကိုအတန်ဝါကြီးနဲ့အော်ဟစ်သည်ဆိုလျက်ကွေးနေအောင်ကာရင်ဝင်ရောက်လာပါတယ်။အဲ့လူကြီးရဲ့ပုံစံမှာဖြင်ချမ်းတိုက်ပုံရင်ခွဲအင်းကြီးနဲ့ပဆူအကွက်ကျဲကျဲကိုဒူးထေဝင်ဆင်ထားကညစ်ထေးထေးလွယ်ကြီးတလုံးကိုလွယ်လျက်ပခုံးထက်မှာဆိုရင်လဲတောင်ဝေးတစ်ချောင်းကိုထံပိုထားလျက်ရှိနေပါသေးတယ်။အဲလူကြီးရဲ့နောက်မှလဲရွာကကလေးတတိုက်လက်ခုပ်လက်ဝါးတွေတီးပြီးအားပေးလျက်လိုက်လာကြတယ်။ဟေးဟေးအယူကြီးဟဲ့ ပေစီတို့ကွက်ထော်တို့မမြလာကြပါဟဒီယူကြီးနောက်လိုက်ကြည့်ကြရအောင်ဟေးကပါဗျို့ကလေးတယုံယုံနဲ့ထိုလူကြီးမှာရွာလေကုတ်ကုတ်ပင်ကြီးအောင် အရောက်ကာနေတာကိုခဏများရင်ရင်နဲ့ပခုံးထမတောင်ဝေးကိုဟန်ပါပါဝေးရင်ရင်ဟဲ့မောင်မင်းတို့ငါကိုရောမိန်ကြတော်မူမယ်နာခံကြစမ်းဟဲ့ထိုချိန်မှာခဏနောက်ရွာသားတူမနေ၍ မှန်လားပါဗျာကျွန်တော်မျိုးကြီးအမိန်တော်နာခံလျက်ပါလို့អော်လိုက်ရဝိုင်းကြည့်နေတဲ့လူတချို့ ਨੇ ကလေးတစ်တိုက်တဝါဝါတဟာဟာပွဲချသွားပါတော့တယ်အေးမိန်ကြားရမယ်ဆိုရင်တော့ဖြင့်ကောင်းမှုမြန်တို့ကောင်းအောင်ကျွေးကောင်းကျိုးကိုနိုင်တည်စေမင်းနဲ့အဲ့တော်မြဲမြဲမှတ်ထားကြဟိကိုပြူသမားကကိုရိပ်ပဲကွဲ့ကဲကဲဒီတော့ဟိုနေရာတူးတူးရွှေဘာတွေတော့ဟာဒီနေရာတူးတူးရွှေဟဲ့လူကြီးမှာစကားပြောနေရင်မှသူတောင်ဝေးကိုမြေပြင်ထက် ဟိုဟိုဒီဒီထိုးကခနာကိုကိုလှုပ်ရမ်းရင်းကပြန်มาတယ်။ဝိုင်းကြည့်နေတဲ့လူတိုင်းမှလည်းလက်ခုပ်လက်ဝါးတီးသူကတီး။လက်ခောက်မုတ်ကအားပေးသူကအားပေးနဲ့အမှုသမားအချို့ကလည်းထူလူကြီးနဲ့အတူကိုင်းနေအောင်ဝင်ကကြလေရာ။ဝိုင်းရွေးကြည့်နေကြတဲ့သူတွေတဝါဝါတဟာဟာနဲ့ပွဲကြနေရပါတယ်။အဲလူကြီးမှာပါဇက်ကလည်းကိုကြီးကျော်နဲ့တချင်းကိုထပ်မံသီးဆိုအောင်ဟင်ရင်နဲ့သူ့ရဲ့တာဝန်ကြီးကိုလည်းမြင်းတံလုံးပြီးစီကကနေပြန်ပါတယ်။ထို့ချိန်မှာပဲပြေးဟေးပြေးချ ဟဲ့ကလေးတွေဘေးကကြဘေးကကြဟာဒီတောက်ကလေးတွေနဲ့အကုန်ထိခိုက်မိကုန်တော့မှာပဲဆူဆူညံ့ညံ့တန်များနဲ့အတူဝရုံးသုံးကားပြေးလာကြတဲ့လူတို့ကြောင့်ခုနလူကြီးကားခုန်နေတာကိုဝိုင်းဝန်းကြည့်ရှုနေကြတဲ့လူများအထိတ်တလန့်ဖြစ်ကုန်ကြတယ်ဟဲ့ပလုတ်တို့ဘာတွေဖြစ်ကုန်ကြရတော့မိုးဆိုးဦးတိုင်းကျော်အင်ကားမြောက်ကြီးဘွေဖောက်ပြီးတော့ထွေးသမားလိုလိုက်ကုန်နေလို့ဟေ့ပြေးကြဟအမလီလှုပ်ကြပါအောင်ဟဲ့ကလေးတွေပြေးကြပါဟဲ့ တဝဝုံတယုံယုံနဲ့ပြေးလာတဲ့လူကြီးရဲ့နောက်မှာတော့ထွားချိုင်းတံမာလာတဲ့မြောင်ကြီးတကောင်မှာ တကီးကီးတခွိခွိမန်ဖီလျက်လိုက်ပါလာတယ်။ထွမြောင်ကြီးမှာအလွန်ဒေါသထွက်နေတဲ့ပုံစံနဲ့သူပြေးလာရာလမ်းတလျှောက်တွေ့သမျှလူတွေကိုလိုက်လံကုတ်ချင်နေလေရာလူအများထိတ်တလန့်နဲ့အော်ဟင်ရင်ပြေးလွှားကုန်ကြတယ်။မြောင်ကြီးရဲ့လက်သေးချက်ထိမိသူအချို့မှလည်းသွေးတန်တရေရဲနဲ့အဖေကေပါအမေကေပါတရင် အော်ဟင်ကိုကြွေးကုန်ကြလေရာမှာတခဏတွင်းမှာပင်ရွာလန်းတလျှောက်ကဘာပြက်မြ စူညံပွက်လောရိုက်ကုန်ကြပြန်ပါတယ်။ဟေ့ဟေ့ဟိုယူကြီးပြေးလေဖာလုံးနေရတော့ဟွာမြောက်ကြီးခမားစီပြေးလာနေပြီလေ။ဟာဒီယူကြီးတော့တေတော့မှာပဲဟ။မြောက်ကြီးမှပြေးရင်လွှားရင်နဲ့ထိုယူလို့လို့လူကြီးနာရောက်ဒေါသတကြီးနဲ့မန်ဖီကသူ့လက်သေးများနဲ့ထိုလူကြီးအားလှမ်းကုန်မှာတော့ဘေးကလူအချို့မကြည့်ရဲစွာမျက်စိစုံမဲ့ရင်အော်ဟစ်ကုန်ကြတယ်။ ်ထုကနာမှာပဲအယူလိုလိုလူကြီးကမြောက်ကြီးရဲ့လက်သေးကုတ်ချက်ကို ဖြတ်ခနဲကိုကိုတင်းငါရှောင်းလိုက်ရင်းနဲ့သူ့လက်ထဲကတောင်းဝင်းဖြင့်မြောက်ကြီးကိုချိန်ရရင်ဟဲ့ရဲလိုက်စမ်းမြောက်ကြီးကိုတတဲဆိုင်ကြည့်ရင်းနဲ့သူ့ရဲ့အတန်ဝဝကြီးနဲ့အော်ဟစ်အမိန်ပေးလိုက်ရမှာခုနကဒေါသတကြီးမန်းပြီးအော်ဟစ်နေတဲ့မြောက်ကြီးမှာတုံကနေငြိမ်ကြသွားပြီးတော့ထိုလူကြီးအားဆိုင်ကြည့်နေပါတယ် ိုလူကြီးမှလည်းမြောက်ကြီးနားတို့တရွေ့ရွေ့တိုးကပ်သွားပြီးတဲ့နောက်မြောက်ကြီးရဲ့မျက်လုံးကိုတက်တက်ဆိုင်ကြည့်နေရမှမြောက်ကြီးရဲ့နားနာတို့ကက်ကတီတိုးပြောဆိုလိုက်တယ်။ကဲငါသားကြီးအဘပြောမယ်နားထောင်ကွ။ဒေါသဆိုတာပူလောင်စီတက်တက်အရာ ဖြစ်တယ်။ဒေါသတရားရှေးထားမိရင်အမားတွေတွေ့ရတတ်တယ်ကွ။အခုချိန်ကစပြီးတော့ငါသားကြီးကလိန်မာတဲ့သားကြီးဖြစ်သွားပြီ။အဲ့တော့ဒေါသရီရှော့ပြီးတော့အေးချမ်းမာတော့သားကြီးရဲ့ အဖိုးကြီးမမြောင်ကြီးနာနာတို့တီတိုးကက်ခါပြောရင်းနဲ့မြောင်ကြီးရဲ့ခေါင်းကိုလည်းသူ့ရဲ့လက်ပွားဖြင့်အသာရပုတ်သက်ပြလိုက်လျာမှာခနာကပင်ဒေါသတကြီးဖြစ်နေတဲ့မြောင်ကြီးမှာအခုတော့သူမဟုတ်သည့်အလားထိုဖိုးကြီးရဲ့ရင်မထဲမှာခေါင်းတိုးဝင်ရင်တကွီကွီတကွာကွာနဲ့အော်ဟစ်နေလျာဝိုင်းဝန်းကြီးရှိနေကြတဲ့လူများဟာကနေဟင်ကနေဖြစ်ကုန်ကြပါတော့တယ်တစ်ဆက်ထဲမှာပင်ထိုဖိုးကြီးမှရက်ကြည့်နေတော့လူအုပ်ကြီးဖက်သူလှဲ့ကား ဟဲ့သားတို့သမီးတို့အဘကိုကြောက်ပြန်တစ်ချက်နဲ့ရေတစ်ခွက်ယူပေးခဲ့ကြစမ်းဟဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘရွာသားများထဲမှတယောက်ကပြပြတလဲနဲ့အနီးဆုံးအိမ်တအိမ်မှာရေတစ်ခွက်ဖြင့်ကြောက်ပြန်တစ်ချက်ကိုပြေးယူပြီးပေးလိုက်လေရမှာထိုဖိုးကြီးမှနေပြီးသူ့လွယ်ထဲမှဆေးမြစ်လိုလိုအရာတစ်ခုအားထုတ်ယူ၍ကြောက်ပြန်ထမှာတင်ကအာပတရသွေးပါတော့တယ်ခနာများသွေးပြီးတဲ့နောက်ထိုဆေးမြစ်လိုလိုအရာကိုသူ့ရဲ့လွယ်ထဲပြန်ထည့်လိုက်ရင်နဲ့ကဲဟေးနားထောင်ကြ ခုနကမြောက်ကုတ်ခံရတဲ့သူတွေဒီစေးရီကိုရေနဲ့ဖြော်ပြီးတရားရီကိုလိမ့်လိုက်ကြစမ်းဟဲ့အခုချက်ချင်းလိမ့်ကြဟဲ့ခုနကမြောက်ကြီးရဲ့လက်ချက်ဖြင့်တရားရသွားတဲ့သူအချို့မှာမယုံရဲယုံရဲနဲ့ထိုလူကြီးပြောတဲ့အတိုင်းကြောင်ပြန်ထံမှာသွေးထားတဲ့စေးရီအင်းမြင့်အရေများကိုရေနဲ့ဖြော်ပြီးတော့တရားများပေါ်သို့လိမ့်လိုက်လေရမှာဟာဟဲ့အောင်ဆရာကောင်းလာပြီလားဖះရီတခြားမင်းစင်ကူလိုက်တယ်လို့ပါပဲလားဟဲ့ ထူးဆန်းလိုက်တာဟာကြည်ကြစမ်းပါဦးဟာအာမေဒိတ်တံများဖြင့်ဆူညံသွားရတော့တယ်အเจ้าမထူလူကြီးရဲ့ဆေးမြေ့ရေများကိုလိမ့်ပြီးခနာတွဲမှာပင်ကုတ်ရံချေရများကြောင့်သွေးထွက်နေတဲ့ဒဏ်ရာများမှာအစင်းချောင်းလေးများပင်မကြံပဲယူပြစ်တလို့ပြောက်ကင်းသွားကြတဲ့အတွက်ကြောင့်ပါခေခေအလုံးမထားကြစမ်းကွကောင်းမှုမြန်လို့ကောင်းအောင်ကျိုး၍ကောင်းကျိုးကိုနိုင်တည်စေမင်းနဲ့ကိုပြူသမ ्या ကကိုအရေးပဲကွမြင်းမြတ်မထားကြနော်ကဲအဖသွားမယ်ဟေ့ ထိုလူကြီးမှာပြောပြောဆိုဆိုပင်သူ့လွယ်ကြီးကိုကောင်းလွယ်လာရင်နဲ့တောင်ဝင်းကြီးကိုဆွဲကထထွက်သွားလျာရွာသားများကနေပြီးတော့ပြပြတလဲနဲ့အဖအဖခဏနေပါအောင်ခမအဖရေအဖနေပါအောင်ရှင့်ဟေးဘာရောဟာချုပ်တို့ကိုအဖဘယ်မှာနေတယ်ဆိုတာလေးပြောသွားပါလားအဖရေဟုတ်ပါရဲ့အဖရေအဖဘယ်မှာနေတော့ဆိုတာပြောခဲ့ပါအောင်တော့ဟာ တကယ်တော့နေရာဆိုတာပြည့်ညတ်ချက်တစ်ခုပါကွာဒီကဘာကြီးကကြုတ်အိမ်ပဲကွကံမကုံသေးရင်တော့ပြန်ဆောင်ကြရအောင်ပါပဲဟဲ့အဘရဲ့အဲ့ဒါဆိုလဲကျုပ်တို့အဘနာမည်လေးတော့ပြောခဲ့ပါအောင်ခမရဟေးအဘနာမည်ဟုတ်လားဟုတ်ပါတယ်အဘရဲ့အဘနာမည်လေးတော့ချင်းညင်ခဲ့ပါတော့အဘနာမည်အဘနာမည်ဟုတ်လားလူကြီးမှဖွဖွေးဖြူနေတဲ့မုတ်စိတ်များကိုတက်ကစဉ်းစားသလိုလုံရင်းနဲ့အေးအဘနာမည်ကတော့ အဘပဲပေါ့ကွာဘာမုတ်စိမ့်လို့သာမှတ်ထားကြပြီတော့လူကြီးမပြောပြောဆွဆွနဲ့သူ့ရဲ့မုတ်စိမ့်များကိုတန်ရင်တဟာဟာအော်ဟိရီမောလျက်တရွေ့ရွေ့နဲ့ထွက်ခွာသွားပါတော့တယ်ရွာရှိလူများကတော့ထိုလူကြီးထွက်ခွာသွားရသောမျက်စိတစုံလိုက်ကြည့်ရင်နဲ့ဘာမုတ်စိမ့်လို့ခေါ်တဲ့ထူးဆန်းလာတဲ့ထိုလူကြီးအချောင်းကို တွေးနေကြမိမှာအသေးချာပင်ဖြစ်ပြီးတော့တယ်ဘာမုတ်စိမ့်နဲ့ကိုပြူတိကံကိုထမ်းပြန် အစိမ်မွေးသပင်မွေးများဖွေးဖွေးဖြူလျက်ရှိတဲ့လူကြီးတယောက်ကျော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 ်ပလင်းကိုဆွဲကမူတဲ့ကိုကြီးကျော်အိုးပါတဲ့ကိုကြီးကျော်တခြင်းတန်ကိုအဟစ်တီဆိုကကခုံလျက်နေမထီတော်တွင်သို့ဝင်ရောက်လာတယ် ထိုလူကြီးရဲ့ပုံစံမှာဖြင်ကျန်းတိုင်ပုံရင်ခွဲအင်ဂျင်နဲ့ပစိုးအခွက်ကြဲကြဲကိုဒူးတီဝဲဆင်ထားကညစ်ထိထိလွယ်ကြီးတလုံးကိုလွယ်လျက်ပခုံးထပ်မှာဆိုရင်လဲတောင်ဝေးတချမ်းကိုထမ်းပိုးထားလျက်ရှိပါတယ်။ဂျင်းငတ်တရကမျိုးစုံတို့ရဲ့အော်မြည်တန်နဲ့အပြိုင်ပင်ထိုလူကြီးရဲ့တချင်းတန်မှာလဲနေမတိတော်တွင်ဝဲမြ мян ဆိုင်ဆိုင်ထွက်ပေါ်လျက်ရှိနေပါတယ်။နေမတိတော်မှာနာမည်နဲ့လိုက်ဖက်အောင်မင်းတပင်ကြီးများကအနေအောင်ပင်မထိနိုင်လောက်အောင်အုံဆိုင်လျက် ဒါယထရေဆန်မျိုးစုံလည်းပေါများလှပါရယ်ထိုလူကြီးမှာတချင်းဆိုရင်ကာရင်ခုံရင်နဲ့တော်ရင်တနေရာတို့အယောက်မှာတော့အာအမလီနာလိုက်တာဟင်လူတယောက်ညင်းညွတ်နေတဲ့အတန်ပါလားဘသူပါများဖြစ်လို့ပါလဲနာကျင်စွာညင်းညွတ်တန်းကြောင့်ဟိုဒီဒီလိုင်းကြီးပြီးတော့ခြုံတစ်ခုနားွယ်မှာလေကြနေတဲ့လူတူထိုသူမှာသူ့ရဲ့ခြေရောက်တစ်ဖက်ကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်းကနာကျင်စွာညင်းညွတ်လျက်ရှိတယ်ထိုသူရဲ့ခြေထောက်မှာတော့တရာကြီးတစ်ခုကသွေးများအိုင်ထွန်းနေလျက် မြင်မကောင်းအောင်ပင်ရှိနေပါတယ်။အလိုလူတယောက်ဒုက္ခရောက်နေပါလား။ဘာများဖြစ်တာပါလဲ။ဟဲ့တငယ်ဘလို့များဖြစ်ရတာတုံးကွယ်မင်းတန်ရအဘအပြာစံ။ချက်ချက်ကိုခဲ့ပါအဘချက်ချောင်ငုတ်ငုတ်ဆူဆူရာထိုလူမှာသွေးထွက်လွန်သောအချိန်နဲ့အားနေနေရမှကုညီမဲ့သူရောက်လာ၍ဆိတ်လျှော်လိုက်သည်ဒီသားမသိပြောနေရင်းနဲ့ပင်တတိလက်လဲချသွားတော့တယ်။ဟဲ့ဟဲ့တငယ်တတိထားပါအောင် ဟေ့တတိထောင်းလေကွာ။အော်ဒုက္ခပါပဲ။အဖိုးကြီးမှာထိုတတိလက်သွားတဲ့သူရဲ့ရှေ့မှာငုံတို့ထန်ချလာရင်းနဲ့သူရဲ့လွယ်ရည်ထဲမှာအသင်ပါလာတဲ့ပဝါတစ်ထည်ကိုထုတ်ယူကာထိုသူရဲ့ခြေထောက်ကိုပတ်ချလိုက်တယ်။ထိုနောက်အနီနာရှိစန်းချောင်းတစ်ခုမှရေကိုအသင်းပါလာတဲ့ဘူးခွန်တစ်ခုနဲ့ခတ်ယူခဲ့ကထိုတတိလက်သွားတဲ့သူရှေရောက်ထိုသူရဲ့ခြေထောက်မှသွေးစည်းများကိုရေနှဲငယ်နဲ့အစေကျော်ပြလိုက်တော့တယ် ိမ်နောက်မှာတင်ပလင်ခွေထိုင်းကထိုင်ချလိုက်ရင်းနဲ့မျက်စိစုံမင်းလျက်လက်အုပ်ကြီးကပဇက်မအတိုင်းတဲရွတ်ဆိုပါတော့တယ်။တောဆောင်နဲ့တောင်ဆောင်နဲ့အပေါင်းနဲ့သမာဓိဝနတ်ကောင်းနဲ့မြတ်အပေါင်းတို့ခမညာကျွန်ုပ်အားဤလူသားကိုစေတကူသားခွင့်ပေးစီလိုပါတယ်။တတပြောက်ကင်းစီရန် ကုညီဆောင်မတော်မူကြပါခမညာ။ထိုဖို့ကြီးမှာတိုင်တဲရေရွပြီးလွယ်ရီထဲမှာအစီမြက်လိုလိုအရာတစ်ခုထုတ်ယူကရေနှင်းငယ်နဲ့အနာမကြောက်တုံးတစ်ခုပေါ်တင်ကသွေးပါတော့တယ်။ ထိုနောက်သွေးထားတဲ့စည်ရည်များကိုတတိလစ်နေတဲ့ထိုသူရဲ့ပါဇက်ကိုဖျဲကအနေငယ်ခွန်လိုက်ပြီးတဲ့နောက်ကျန်စည်ရည်များကိုလည်းတရားပေါ်သို့လိမ့်ချံပေးလိုက်တော်တယ်။နိုင်ဝဲမြအကြာမှာတော့ညီညူတန်းတဲ့အတူလူလူရင်နဲ့ထိုလူတတိရလာတော့တယ်။ကဲဟစ်တငယ်မင်းတတိရလာပြီလား။ငါမလဲမင်းထိုင်ဆောင်ပေးနေရတာအတော်ညောင်းနေပြီဟဲ့။ကဲမှတ်တထားရကြည့်ပါအောင်ကွာ။ ဟာအဖိုးကြီးခင်ဗျယူနေရလားကျောက်ထရာကမနက်ကမှတန်းရရထားတာဗျဘယ်နဲ့လို့လမ်းလျှောက်နိုင်မှာရောကဲပါတငယ်ရဲ့အဘပြောတဲ့အတိုင်းသာလုပ်ပါမတထရက်ပြီးလမ်းသာလျှောက်ကြည့်စမ်းပါဟာပြောပြောဆိုဆိုနဲ့လမ်းမောင်မထူကအတင်းထရက်ခိုင်းနေတဲ့မိုးစိတ်ဖြူအဖိုးကြီးကြောင့်ထိုသူမှမယုံရဲယုံရဲနဲ့ထရက်ကလမ်းလျှောက်မှာတော့ဟာထူဆန်းလိုက်တာငါချောက်နာတာကျင်တာတစက်လေးမှမရှိတော့ပါလားဒီမှာဖိုးကြီးခမည်းကဘာလဲမှော်စရာကြီးလား ဟာကျုပ်ကဘာမို့ဆရာမှမဟုတ်ပါဘူးကွဒီမှာတငယ်လေးရဲ့မင်းမမြဲမှတ်ထားကွကောင်းမှုမြတ်လို့ကောင်းအောင်ကျို၍ကောင်းကျိုးကိုနိုင်တည်စေမင်းနဲ့ကိုပြုသမ ्या ကိုအရေးပဲကွကဲဘလို့လဲဟိမင်းလဲရှောင်းနိုင်ပြီဆိုတော့ကျုပ်သွားပဲဟိမုတ်ဆိတ်ဖြူအဖိုးကြီးမှာပြောရဲနဲ့တဟားဟားရှီမောလျက်တော်လန်အတိုင်းဆက်၍ထွက်ခွာသွားပါတော့တယ်။မုတ်ဆိတ်ဖြူအဖိုးကြီးမှာတဟားဟားရှီမောလျက်တော်လန်အတိုင်းထွက်ခွာလာရင်မှပင်တခွီခွီတခွားခွားအတန်ကိုကြားလိုက်ရတဲ့အချက် ဟင်ထရိဆန်တကောင်နာကျင်လို့អော်နေတဲ့အတန်ပဲအတန်ကြားရတော့ရှာဖွေကကြည်လိုက်မိပြန်တော့ဝင်းပါလီတကောင်မိတို့ဖြစ်တည်မသိမိုးဆိုးထောင်ချောက်တခုမှာခြေတော်တစ်ဖက်ညှက်မိနေတာဝင်းပါကလေးရုံးလေခြေတော်သေးတို့တန်ညက်ကပိုနစ်ဝင်လေဖြစ်နေရာဝင်းပါကလေးမှာအကြောက်ကန်ဖြစ်ပင်နာကျင်စွာရှုံးခံနေတော့တယ်အော်ငါနဲ့ဘယ်နဲ့ဖြစ်ရပါလဲတနေ့တည်းမှာခြေောက်တန်ရရနေတဲ့ဒုက္ခတွေနဲ့ဦးတပြိုင်တည်းတွေးနေရပါလား ဝင်ပေါကလေးမှာသူနာတို့လူကက်လာတဲ့အတွက်ချောင်းရွံ့စွာနဲ့ဒေါသတကြီးရံမှုမီဟန်နဲ့အော်ဟစ်ပါတော့တယ်။မုံစိဖြူဖိုးကြီးမှာဝင်ပေါလေးမျက်နာကိုတထည့်ဆိုင်ကြည့်ရင်တဖြည်းဖြည်းအနာတို့ကတ်သွားပြီးတော့ညင်ညင်နေငါတိုင်းအဖအမင်းကိုကူညီမလို့ပါကွ။ငါတိုင်းကလိန်ပါတယ်ညင်ညင်နေဟုတ်ပြီလား။ မုံဆေးဖြူအဖိုကြီးစကားကိုကြားလာရတဲ့ဝန်ပကလေးမှာနားလေသည့်အလားရန်လိုစွာဖြင့်အော်ဟင်နီယာမှညိန်သက်သွားတော့တယ်။အဖာကြီးကလည်းဝန်ပကလေးခြေထောက်မှာညက်ကိုအကယူဒီဇိုင်းနဲ့အသားအရဖြုတ်ပေးပြီးတော့ထရာကိုဆေးထက်ပေးလိုက်တယ်။ကဲကဲတရားလဲစီးထည့်ပြီးပြီဆိုတော့သွားပြီဦးနှောင်းကတိုင်းလူရင်းနဲ့ဝေးရအောင်ရှောင်ပြီးနေပါကွယ်ကဲသွားသွားဘီကင်းပါစေငါတိုင်းရဲ့ဝင်ပါကလေးမှာမုတ်ဆေးဖြူဖို့ကြာကျေးဇူးတင်တဲ့မျက်လုံးများနဲ့တစ်ချက်ဆိုင်ကြည့်ရင်တောအတွင်းတို့ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါရဲ့ နောက်၃လခန့်မြောက်အကြာမှာ၃နောင်ရွာတရွာလုံးပျော်ရွှင်ကြည်နူးနေကြတယ်။အကြာမှာဗမုတ်စိလို့သူတို့ခေါ်ကြတဲ့မုတ်စိဖြူဖြူအဖိုးကြီးဦးဆောင်၍မာတီကအလူခံထားတဲ့ငွေကြေးတွေနဲ့ရွာဦးစီတီကိုပြန်လည်ပြုပြင်မွမ်းမံပြီးတော့ထီတော်တင်ဌာပနာပေးပွဲကိုနောင်နေရက်ခန့်မှာကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ပါထီရတန်ဌာပနာပိတ်ပဲအတွက်သရတရားအများဖြင့်ပီတိဝေဖြာကဝမ်းမြောက်မဆုံးတပြုံးပြုံးနဲ့တရားလုံးရှိလူတိုင်းရှင်မှာလဲပီတိဖြာလျက်ပင် ။ဖာမိုစိတ်တယောက်ကတော့ဖြင့်ထီရော့တင်ပွဲအတွက်လိုအပ်မဲ့ပစ္စည်းများကိုဝယ်ယူရန်ဒီကနေ့မနက်စောစောကပင်မြို့သို့ထွက်ခွာသွားခဲ့ချေပြီးတကား။ဖမိုးစိတ်တရားနေမတီတော်ရဲမဖြက်ကမျိုးသူအသွာတနည်းအရောက်မှာတော့ဟဲ့ဖိုးကြီးရက်လိုက်စမ်းအတန်နဲ့အတူလူတယောက်ငကြီးတောင်သားတစ်ချောင်းကိုကင်ဆောင်လျက်အပင်တပင်နောက်မှခုန်ထွက်လာတယ်ဟင်မင်းမင်းကိုမင်းအဖကိုမမှတ်မိဘူးလားတငယ်ရဲ့ မင်းဟိုတကတော်ရဲမှာငုပ်ဆူးလို့သွေးထွက်လွန်ပြီးတတိလက်သွားတော့အဖကဲခဲဖူးရဲလေကွတိတ်ဆန်းချုပ်ကိုဘာမှလာပြောမနေနဲ့မလှုံနဲ့တော့အဖိုးကြီးမသေးချင်ချုပ်ခမချုပ်ကိုလွှဲပေးဆန်းမမလှုပ်ပါနဲ့မောင်ရဲဒီငွေတွေကဖျားထီတော်တင်ပွဲအတွက်ရည်စူးပြီးတော့လှူထားကြတဲ့ငွေတွေပါတိတ်ဆန်းအဖိုးကြီးခမချုပ်ကိုဘာမှရွှေပြေးတရားလာဟောနေစရာမလိုမြန်မြန်ပေးဆန်းခမလွှဲလှုပ်လိုက်ရသေးတော့မယ်ဒီအဖိုးကြီးကတော့ မလို့ပါနဲ့မောင်ရဲ့ဒါဖျားငွေတွေမလို့ပါဟာဒီလောက်တောင်ဖျားရဲ့အဖိုးကြီးတေစမ်းကွာအမလီဖျားဖျားဘာမုံစိမ်မလွဲကိုကြက်ကြက်ပေါင်းပိုက်ကဖျားကိုအာယုံပြုလျက်မျက်စိစုံမိတ်ထားလိုက်တော့တယ်ထို့သူမငှက်ကြီးအောင်တောက်ကင်မြောင်ရင်နဲ့ဘာမုံစိတ်ကိုခုတ်ချလိုက်တဲ့အချိန်မှာတော့အမလီသေပါပြီဗျာတော်တယ်မဝင်ကြီးတကောင်လင်းမြန်သောရှိန်နဲ့ထွက်လာပြီးထို့သူရဲ့မျက်နှာကိုလက်သေးများနဲ့ကုတ်ချစ်တော့တယ်အော်ဟိလိုက်တဲ့များကြောင့်ဘာမုံစိတ် ျက်စိဖွင့်ကအကြည့်မှာတော့ဝင်လက်သေးချက်ဖြင့်မျက်စိတလုံးပါထွက်ကမျက်နှာတစ်ပြင်လုံးလည်းသွေးများမြင်မကောင်းအောင်စီးကျနေတဲ့ထိုသူအားတွေ့လိုက်တော့တယ်။ဖမုတ်စိတ်ကသူ့ကိုကူညီလိုက်တဲ့ဝင်ကြီးအားတေချာကြည့်ပြီးတော့ဟမ်ခြေထောက်မှာတရားအမှားရွက်ကြီးနေပါလား။ဒါဒါဟုတ်တခါဒီလူနဲ့တည့်ရက်ထဲမှာငါကူညီခဲ့တဲ့ဝင်ပေါက်ကလေးပဲ။ ဝင်ကြီးမှလည်းဗမုတ်စိတ်အားတစ်ချက်ဆိုင်ကြည့်ရဲနဲ့တော်သွင်းတို့ပြန်လည်ဝင်ရောက်ပြားခွေသွားတော့တယ်။တော်ရင်တို့ထင်းခွေရန်အမဲလိုက်ရန်ရောက်ရှိနေတဲ့ရွာသားအချို့မှလည်းဆူဆူညံ့ညံ့တန်တွေကြောင့်ဗမုတ်စိတ်တို့ရှိရာတို့ရောက်လာပြီးတော့အကြောင်းဆုံးတီလာရတဲ့ချိန်မှာတော့ဒေါ်သားတကြီးနဲ့ငကြီးရောင်သားဖြင့်သူ့အားရှိုင်းမီပုံမီတကယ်ခဲ့ဖြစ်နေလေရာဗမုတ်စိတ်ကပင်ကြားထဲမှာမြစ်တာရခန်တားမြစ်ထားရတော့တယ်။မလောက်ကြပါနဲ့ငါသားတို့ရဲ့သူလည်းသူ့အကုသို့အကျိုးတရားပြန်လဲခန်းစားနေရပြီပဲ။ ကိုဘက်ကအလိုမဖြစ်ကြပါစေနဲ့ကွယ်ဒီမှာသားတို့ရဲ့အဖပြောပြမယ်ကောင်းမှုမြတ်တို့ကောင်းအောင်ကျွေးကောင်းကျိုးကိုနိုင်တည်စေမယ်နဲ့ကိုပြူသမီးကကိုအရေးပဲကွယ်အဲ့ဒါအမြဲမြဲမှတ်ထားကြကြားလားကဲကဲကျုပ်လည်းသွားလာအောင်မယ်အေးအနေစာဒုက္ခအနတ္တပါလားပြောပြောဆူဆူနဲ့တရွေ့ရွေ့ထွက်ခွာသွားတဲ့ဘာမို့ဆက်ရဲ့ကြောပြင်ကိုကြည့်ရင်းနဲ့ရွာသားများရဲ့ရင်ထဲမှာတော့ ကိုပြုသမျှဟာကိုအရေးသားဖြစ်တယ်ဆိုရက်ဘမုဆက်ရဲ့စကားတန်မှာပဲ့တင်ထက်လျက်တာကြံခဲ့ပါလိတော့တယ်။အော်ကောင်းမှုကိုချစ်မြတ်လို့ရေကောင်းအောင်ကြိုးစားကြရအောင်မြည်ပါတကား။ ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကျမတို့ရဲ့စိတ်ချချောက်ပွဲ Pralog နဲ့ပဲ Audiobook YouTube Channel လေးကတင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကိုအခုလိုမျိုးနားတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးအထူးပဲတင်ရှိလိုက်ပါရရှင်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်